တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA ဖြစ်ပေါ်လာရန်ကချင်ပြည်နယ် KIA နယ်မြေများအပါအဝင်တိုင်းနာနယ်မြေများတွင်မှဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း NCA 10နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားမှာမီဒီယာများရဲ့မေးမြန်းမှုကိုအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြန်လည်ဖြေကြားခဲ့ပါတယ်။ NCA စာချုပ်ဖြစ်ပေါ်လာရဲ့မလွယ်ကူသည့်အပြင်အမျိုးမျိုးဝေဖန်နေမှုများအမျိုးမျိုးကြေညာချက်ထုတ်နေမှုများရှိနေ၍မတိတာထက်တိတာပိုကောင်းပြီးမရှိတာထက်ရှိတာပိုကောင်းပြီးဆိုသောပုံတင်နည်းရှိပြီး NCA စာချုပ်သည်တိုင်းရင်းသားများ EAO များနဲ့ဥစွာဆွေးနွေးပြီးမှဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားခဲ့ပါတယ်အဆိုပါဆွေးနွေးမှုများကိုကချင် KIA နေမည်များအပါအဝင်လိုင်ဆောင်လော်ခီလာ KNU နေမည်များတွင်ပြုလုပ်ခဲ့ပြီးမှသာဖြစ်ပေါ်လာခြင်းဖြစ်၍လက်ရှိအချိန် ၌ပြောဆိုနေကြသည့် NCA စာချုပ်ကိုစက္ကူစုံတစ်ခုကဲ့သို့ပြောဆိုနေခြင်းများသည့်အထိပ္ပယ်ရှိလားဆိုတာကိုပြန်လည်စဉ်းစားရမည်ဖြစ်ကောင် NCA စာချုပ်ထဲပိုပြီးပြည့်စုံသောစာချုပ်တစ်ခုထပ်မံပေါ်လာနိုင်စရာအကြောင်းမရှိကြောင်းဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားခဲ့ပါသည် ဒါအပြင်ငိန်ချန်ရင်နဲ့ပတ်သက်၍ဆွေးနွေးမှုများပြုလုပ်ရနိုင်ရတင်ရထိုက်သည့်များဖြစ်တင်ဖြစ်တိုက်သည့်များကိုတောင်းတောင်းဆိုရန်လိုတကယ်တော့အခွင့်အရေးပေးမိသူများမှလည်းဥပဒေစာအုပ်ကိုင်းကမိသည့်အရာများနှင့်မညီဘူးဆိုသည့်များကိုပလိစစ်စစ်ရန်မဖြစ်နိုင်မယ်အယုတ်အတင်းနဲ့အမှန်တကယ်ငိန်ချန်လိုတဲ့ဆန္ဒနဲ့လှုပ်ဆောင်မှသာဖြစ်နိုင်မည်ဖြစ်ကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါရယ်လက်ရှိအချိန်တိုင်းဖြစ်ပေါ်နေသောလက်နက်ကင်ပဏိပခါတွင်ဘဒူတေတေမြမာတေတာပဲဘေတိုင်းရင်သားတေတေမြမာတေတာပဲ ဘဒူမဘဒူသေးလုံးမို့ဝမ်းမြောက်ဝမ်းသာဖြစ်နေစရာမရှိကောင်ဘဒူဆုံးရှုံးလုံးမို့လို့ဝမ်းမြောက်ဝမ်းသာဖြစ်နေစရာအကြောင်းမရှိပဲစည်ရဲအခြေအနေဒီရခင်ကားထက်ပုံမို့ကောင်းမွန်လာပြီးငိန်ချမ်းရည်ဒီလည်းရခင်ကားထက်မျောလင်းထက်ပုံမို့ရှိလာသည်လို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားခဲ့ပါတယ်